ကျွန်တော်ဒီနေ့အတွက်ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝိထုရိုလေးကို ရေးသားထားသူကတော့ဆရာကြီးဦးသူခပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာကြီးသက်ဆိုင်သူမိသားစုဝင်များကို ကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel ကို အားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေဗျာ။ 伊老公，昂过昂样米。<noise> <noise> <noise> ဲ့လင်းဟဲ့သမီးဘာဖြစ်တာလဲဟင် အမလေးဦးအစားတက်တာတွေဘာတွေနဲ့ပါလားမောင်ခင်ဦးနဲ့စိတ်ဆိုးလာတာလားဟုတ်လားကြည်စမ်းမအောင်တော့ကြောက်မကောင်းကြမကောင်းပေါင်းနာမတလမကြာသေးဘူးအခုစိတ်ဆိုးပြီးဆင်းလာတဲ့တထေးကတော်ကြီးဒေါ်လေးတင်သည်မျက်နှာညိုညိုဝက်စားကပိုကေယောနှင့်ငိုရောမလို့တက်လာသောသမီးတွေမမျှနှင့်အောင် စက်တနက်ပြစ်တလို့အဆက်မပြတ်စစ်မိလေ၏မမျှနှစ်ကအသက်20မြောက်သာရှိသေးသဖြင့်ကလေးစိတ်ကလေးငယ်မကင်းစင်သေးချေထို့ကြောင့်ပင်သမီးကို ချစ်လာသောတန်ရောစဉ်သည် မိခင်ဖြစ်သူမှာပုံမို့၍တောင်းကျမ်းတော်၏အချိန်တန်အရွယ်ရောက်အပြိုးပေါ်ကလေးဖြစ်ကလေးက ကိုသမီးကို ရှုမကြီးကြည့်မဝတတတနှင့်ရွှေပေါ်မျှတင်ထားခဲ့သည်လှစရာပစရာ တတ်နိုင်သမျှတွင်အထော့ထိတ်ကထား၍လူမြင်လင်ကြွရအောင် အာရပါရဆင်ခဲ့သည် လူရကာကကိုသမီးကိုချောသောလာချောင်းချင်းမွန်းတံမာဒေါ်လေးတင်အတွက်နဝင်ပီယံလက်ခံ၍မဤဖြစ်ခဲ့ရလေ၏မမြနှင့်မာနာမည်ကလေးနှင့်လိုက်အောင်ပင်ညဤအနှစ်ကလေးပမာတစ်တရရနှင့်ချစ်စပွဲတင့်တဲကြော်ရှင်းလာပါသည် လောကတရော ဓမ္မရာတစ်ခုကလည်းလူသေးသည်တမီကျော်မွေးသောမိဘနှင့်ပညာတတ်သားကိုပိုင်ဆိုင်သောမိဘသည်လောကမှာမျက်နှာကြီးကြပါ၏ထို့ကြောင့်ပင်လင်ဒေါ်လေးတင်၌မညာနှင့်တမီကျော်အတွက်ဂုံတက်ခဲ့ရပေသည်အလူအတန်ပွဲနေပွဲထိုင်မှဆာ၍မင်းပေါင်းဆောင်သောခန္ဓာဟုသည်များတွင်ဒေါ်လေးတင်နှင့်မညာနှင့်မပါလင်မင်္ဂလာမပြည့်သလိုထင်ရသည်အကောင်ဆုံးသောအဝယ်စား အဖိုးထိုက်တန်ဆုံးသောစင်တစာရတနာတို့ဤပြိုးပြိုးပြက်ပြက်ထိန်ဝါသောအယောင်ဟတ်၍မမျှနေယူပါတကလေးမှာသွန်းလီယာမင်္ဂလာပွဲမှန်သမျှတို့၌ဆက်ဆက်တင့်တယ်ပါပြီသည်မိမယောက်ျားជីជីငယ်ငယ်ရွယ်ရွယ်လတ်လတ်မမျှနေယူပါတွင်ညှိတွင် ငေးမောနေမိကြရာထိုရတာကို ခံစားဆုံးသောဒေါ်လေးတင်၌မွေကျေစုနှက်သွမ်းမိလေ၏ဒေါ်လေးတင်ရဲ့သမီးကို မင်းမြမပြိုင်ပွဲဝင်ပါစီလားရှင်ဝင်မြဝင်လိုက်ရရင်တော့ပထမဆုံးထိတ်ကရွှေသစိတ်ရမှာပဲထို့သောပြောလာသူတို့အားကြံကြီးစီရာရှင်ကျမသမီးကလေးလူတော်ရဲထုတ်မပြရက်ပါဘူးဟုဒေါ်လေးတင်ကပြောမဲ့သာပြောရတော့လေအဟောဝတသဘောအတော်ကျသွားမိသည်ထို့သောနိုင်ငံနှင့်ချီ၍ဝင်ကြီးချုပ်နှင့်ဆံရအခမ်းနာမင်းပွဲသဘင်၌ မမြနှစ်ကိုပန်းဆက်ခိုင်းကြသည့်အခါတွင်မူကားကိုသမီးကိုကိုစေရင်နှင့်စင်ကားတမင်တကာလွတ်ယုံမကဒေါ်လေးတင်ကိုတိုင်းကိုသမီးချက်တရေကို ကြည့်ရှုငေးမောနေမိတော်လီ၏။ဤမြချော၍ဤမြချစ်တော်သမီးလေးအားတထေးဆုံဆုံဂုံကြီးရှင်အနန္တရာဒူးပွေသူရှိသမျှကတောင်ရန်စေဆက်စကားချင်းဟက်ကြည့်ခဲ့တော်လေ။ကိုသမီးကိုအထီးဆိုရင်ပုံမမတန်းရအောင် ရှေ့တန်းကခံ၍ကာကွယ်ခဲ့သူမှလေဒေါ်လေးတင်ပင်ဖြစ်တော်သည်သို့တော်လဲကိုထင်သလိုတမိကမနေຢာကထုံနဲ့ကာမဘုံမှာအတော်ဝဖုံဖုံညစ်တွေကဲ့၍မှွေသောကြောင့်မောင်ခင်ဦးဆိုသူနဲ့ချစ်ကြိုက်နေကြောင်းသိရသည်နှင့်တပြိုင်နက်ရင်ပတ်စီတင်းငိုကြီးချက်မှနှင့်ဖြောင်းပြနားချစေကမူ1500ကြာသို့900ကြော်ကြော်မြစ်တာကလေးကဝင်၍မတုနိုင်သဖြင့် နောက်ဆုံးတွင်ချောလာသောသမီးအားကံကြီးသူမောင်ခင်ဦးတို့အပိုင်စားပေးသနာလိုက်ရပြီးသည့်နောက်မျက်ရည်နှင့်မျက်ခွဲ့သမီးကလေးအတွက်ရက်ဒက်ပွေခဲ့ရသည်မှာနှမျောလွန်း၍သာ ဖြစ်တော်သည်ယခုယခုမူကားကို့သမီးကလေးမိမိထံသို့ပြန်လာခဲ့လီပြီဒေါ်လေးတင်ဖို့ဆုံရှုံပြီးသောရတနာဥစ္စာရှင်ထံပြန်ရောက်၍ဝမ်းမြောက်ဝမ်းသာဖြစ်เสียကောင်းလာသည်ဟုထင်ရစေကားမူ ဒေါသပုံထ၍မဆုံးနိုင်အောင်ရှိပြန်လေ၏။ဒင်းကသမီးကိုနှင်ချလိုက်လို့အဝတ်တထည်ကိုတစ်ခုနဲ့ဆင်းလာခဲ့ရတာလား။ဒါငါပင်းစားတဲ့လင်မဟုတ်ဘူးနော်။ညီသဘောနဲ့ညီဖြတ်မရစီမရကြိုက်လာချည်ရဲ့မရရင်တေရချည်ရဲ့ဆိုလို့ငါကိုယ်တိုင်ငိုတလုံးကြီးတလုံးနဲ့ယူကျုံးမရပဲပေးစားလိုက်ရတာ။အခုတော့ပေါင်းလုံးမှတလမကြသေးဘူး။ဘလို့ဖြစ်လာရတာရော။ဒင်းကငါသမီးကိုနှိပ်စက်သလား။ လောကမှာလင်မရှားပါဘူးလို့မပြောခဲ့ပဲကိုမိဘမိဘကိုသမီးကိုချစ်လာ၍ဤသို့ပင်ပြောတတ်ကြသည်လင်မယားချင်းစိတ်ဆိုးလင်ကွဲအောင်သာလှုပ်တတ်ကြသည် ထို့သောဘောတရားမှာမိဘဤမြတ်တာဟု ဆိုနိုင်ပါမည်လောအမှန်ကတော့ကိုသားသမီးဟူသောအစွဲဖြင့်ပုပ်ကိုယ်ဆွဲဆွဲနေခြင်းသာဖြစ်၍မာနထောင်တတ်ကြသည် အိမ်အောင်တဲ့သားသမီးကမိဘထံပြန်လာ၍ချစ်ချသည်မှာလင်းနေမရရှာနေသောဆိုသလို စကားအခက်မသိစိတ်အခက်မသိအသေးတစ်ချက်နဲ့အောင်စိတ်ခုစိတ်နာကြသည်သာဖြစ်ကြောင်း ကောင်းကောင်းမစင်စားမိသောကြောင့်သာဖြစ်ပေသည်ဒင်းလိုအကောင်မျိုးချော့ပေါင်းနေရမလားပြန်သာလာခဲ့ဟုသမီးရှင်မိဘကပြောရကြသလိုလောကမှာအုတ်ရှိတဲ့ရင်နှံ့တဲ့ရင်နဲ့သူနဲ့ကွာရင် သူ့ထက်တာရာရကြလို့မှန်း အခုကာလမှာမိမမရှားပါဘူးကွာဟူသောတောင်းရှင်မိဘများကအားပေးအားမြောက်မိတော့ရာလေပင့်ပြောတဲ့ကြသောကြောင့်လင်းနေမရထုံနှပမှာတနေ့တခြား꽌ပြားသွားနိုင်စရာရှိပြီပျော့စံပျော့စံဘလို့ဖြစ်လာရတာလေအစာကတော့ညီကိုချစ်လိုက်တောင်းတရက်မမြင်ရရင်တသက်ထင်ပါတယ်ဆိုရဲစာရီရေးပီလို့ငါတောင်းမိသေးတယ်မဟုတ်လားဒင်းကိုဒီစာရီပြန်ဖတ်ပြပြီးရန်တွေ့ခဲ့ပါလား မမြနစ်ကဘာမှပြန်မပြောနိုင်တရှုံရှုံနဲ့ငိုနေလိမ့်ဤကိုလက်ထက်ခါစားကညညနဲ့ရေးပေးပြီးလက်ဝါးပေါ်တင်ဖူးဖူးမုတ်ထားရာကအခုတော့မောက်မောက်မမငေါလာငန်းလာလို့လို့လားဒေါ်လေးတင်ကမေးတော်လဲမမြနစ်ကပြန်မဖြေသည် ပြောစမ်းမအောင်မြနစ်ရဲ့ဘေးကစပြီးဘလို့ဖြစ်ကြတာလေညီကိုသူ့ငွေတွေအကုန်မှတ်ဖူးလားအရင်ကညီကိုသာရပါစေ ခေါင်းကစပင်ရင်ကအသိခွဲလို့တောင်းပေးမယ်ဆို အခုတော့ညီကိုကယ်လားမရထားသလိုသူ့လက်ဝေးကန်တုံနေရလို့လားဒီလိုဆိုရင်ညီကပြောပါလားကျုံမီပါလက်ထက်ကလေးကတုံးကျင်တော့တုံးဖြုံးကျင်တော့ဖြုံးလုံငနေခဲကနေမှကင်တုံးတော့လို့အခုလင်းယူတဲ့ဆိုရာလေမိဘလက်ထဲကထက်ကိုပစ္စည်းကိုပိုင်ကျင်လို့လင်းရဲလို့ယူတာစာရမယ်တောက်ရမယ်ဖြစ်လို့လင်းယူတာမဟုတ်ဘူးညီတို့ဒါရင်ညံ့တာပဲ မိဘပေါ်ညီတို့နိုင်ခဲ့သမျှလင်နဲ့ကြတော့ရှော့ပြေးခဲ့ရသလားသူကသူ့ပစ္စည်းကလေးစိတ်ချီလောက်ကိုမဲ့ရင်တရက်ပြည့်အောင်တောင်အောက်ချခံပြီးမနေနဲ့ဆင်းလာတာကောင်းနေဒေါ်လေးတင်က ရေပတ်မဝင်နိုင်အောင်တွတ်တွတ်မေးလေသည် မေးသည်ဟုသာဆိုရသည်မိကွန်းတစ်ခုကိုခြံရံ၍ထွက်လာသော သူ့အာဘော်သူ့ဝါရရေခါမိကွန်းထက်စကလုံးကများလာသည်သို့တော်လေဒေါ်လေးတင်၏မိကွန်းများမှာ မမြနေ ဖြစ်စဉ်နဲ့ကန့်ညီပုံမရထို့ကြောင့်သာလင်အမေးရှိလျက်နဲ့အဖြေမထွက်နိုင်သေးပဲရှိဟန်တူသည်ဒေါ်လေးတင်သည် မေး၍မရသောကြောင့်ဒေါသဖြစ်လာပုံရနေလေသည်ဟဲ့ပြောစမ်းမအောင်မတ်ရွှေနဲ့ရဲ့ညီကိုဘလို့ထားလို့လေကျမကိုကောင်းကောင်းတော့ထားပါလေဒါဖြင့်ညီကဘာဖြစ်လို့ထွက်လာရတာလေ तू तू မယငယ်ဘာ ဘာမရင်ငယ်ယူတယ်ဟုတ်လားဒင်းကမရင်ငယ်နဲ့ဘာနဲ့လူပါဝါလူဒင်းတို့ယောက်ျားတွေဟာဒါပဲဆွဲဆောင်ကျင်စရာကောင်းတာဒီရေးကြတော့မိမတွေတိမခံနိုင်ဒီမှာအပြစ်ဆိုစရာမရှိပါယောက်ျားကမရင်ငယ်ယူတိုင်းမိမတွေသာလင်ငယ်နေကြလင်ကဘာလောကကြီးကကဘာစစ်ကြီးဖြစ်တဲ့ကဲ့သို့တွေ့ချင်းချင်းหนีသွားစရာသာရှိသည်မိမတို့ဤတဘာဝ မယင်ငယ်ဆိုသောစကားသုံးလုံးကိုယွန်ချောက်ကြည့်ယွန်ချောက်ခဲ့ကြသည်မိမိကိုယ်တိုင်မယင်ငယ်ဘဝကိုမလုံလားယုံမကမိမိလင်းအောင်ကြမယင်ငယ်ထရှိသည်ဆိုပြန်လင်လေမိရကမိတွင် အပူအကြီးဆုံးဖြစ်ကြရရှာဝါသည်တောင်ပြည့်ညီးလင်ဟာတော်တော်ဆိုးတဲ့လင်ပေါ်မမြနှစ်က သူ့လင်ပေါ်ထင်းမြင့်ချက်ပေးသည်ကိုဝန်ခံကောင်းမငိမ့်တော်လေကောင်းခါ၍လဲမငင်းအတင်းသာရှိုက်နေပြန်လေဤ နေပါဦးမြင်းကဘလို့တိတာလေသူများပြောလားမဟုတ်ဘူးကျမကိုယ်တိုင်မြင်ရတာအင်းဒီလို့ဆိုရင်တော့မြင်းလင်တော်တော်ဆိုးတဲ့လင်းမေဒေါ်လေးတင်က လေးလေးပင်ပင်တမကြီးတလုံးပြစ်ချလိုက်ပြီးနောက်အံသွားများပင်ကျိတ်လိုက်မိသေးသည်ဘယ်နေရာမှာဘလို့သွားမြင်တာလေဒီတော့ညီးကသူ့မယင်ငယ်ကိုပါဝဲဝဲခွဲအောင်ဆွတ်မချလိုက်ဖဲကို ဒီလိုနေရာမျိုးမှာငါနဲ့လဲလိုက်ချင်စမ်းအေးကျမလည်းရိုက်မလို့ပဲဒါပေမဲ့မရိုက်လိုက်ရခင်အင်းအင်းပြော့စမ်းပါဦးညီကမရိုက်ရခင်ညီလင်ကညီကိုမရေငယ်မှန်ထပြီးရိုက်လိုက်သလားမဟုတ်ဘူးအမေရဲ့ကျမကသူ့မရေငယ်ကိုမရိုက်လိုက်ရခင် အိမ်မက်မက်ရာကလန့်နူတာပဲဒုက္ခ